ဘယ်ဟာကိုပဲတွေ့တာတွေ့တာတွေ့တာမှုရှိလာပြီဆိုလို့ရှင်စွန့်လွတ်မှုကိုစွန့်လွတ်ရမယ့်အချိန်ကိုတွေးလိုက်တာနဲ့လည်းမြိုင်နဲ့တောကဖြစ်သွားဆုံးရှုံးတဲ့အခါမှာလည်းတောကဖြစ်သွားအဲ့ဒီတော့ကကိုဘသူကဖိတ်ခေါ်လာတာတော့လို့ဆိုရင်တွေ့တာမှုကဖိတ်ခေါ်လာတာဒါကလက်တွေ့ရှုစင်ရင်ကြည်လို့ရတဲ့အနေအထားတစ်ခုပေါ့ဘုန်းကြီးတို့တွေတန်လျာထဲမှာခီးသွားနေကြတာ ပြောကြတယ်ကိုုံကိုထန်းကိုလန်းကိုသွားတယောက်ထဲသွားကြတာမှတ်နေသို့တော့တယောက်ထဲလို့ပုဂ္ဂိုလ်အနေနဲ့ပြောရတော့လဲပဲဘာကနေရှေ့ဆောင်လမ်းပြနဲ့သွားလဲလို့ဆိုရင်တဏှာဆိုတဲ့ဘဝတဏှာလို့ခေါ်တယ်ဘဝပေါ်မှာတွေ့တာမှုကခေါင်းဆောင်သွားသူလမ်းပြတဲ့နောက်လိုက်သွားကြနှစ်သက်မှုတွေ့တတ်မှုကိုအခြေပြုပြီးတော့ကံတရားတွေလုံးကြတယ် အမှန်မသိတဲ့အဝိဇ္ဇာကနေပြီးတော့လွယ်မှားသွားအောင်အထင်မြင်နေဖြစ်လာအောင်ဖန်တီးပေးတယ်တဏှာကကျဉ်းနှံ့မှုတွေဖြစ်အောင်လှုပ်ပေးတယ်ကံတရားကနေပြီးတော့တွန်းထုတ်ပေးလိုက်တယ်ဟောတဏှာရဲ့အဝိဇ္ဇာရဲ့ကံရဲ့ဒီသုံးခုကပေါင်းပြီးတော့ဘုန်းကြီးတို့ဘဝတွေကိုရှေ့ဆောင်ပေးနေတာဘယ်ဘဝဖြစ်ကောင်းလိုက်မယ်လို့ထင်တယ်ဘာလို့ကောင်းလိုက်မယ်ထင်တော့ဆိုအဝိဇ္ဇာကနေပြီးကောင်းတယ်လို့မြင်အောင်လုပ်ပေးထားတာ ဆိုပါလို့ကုသကောင်းမှုလုပ်တဲ့အခါမှာကြည့်လူဘဝမှာပစ္စည်းဥစ္စာချမ်းသာတဲ့လူဖြစ်ရပါလို့ဤတို့နော်မတောင်းမတမကြောင်းမကြမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင် နေရတဲ့ပုဂ္ဂိုလ်ဖြစ်ရပါလို့ဤစသဖြင့်ဆုတောင်းကြအေးနတ်ပြည်၌ဖြစ်ရပါလို့ဤနဲ့ဆုတောင်းကြတာဘသူကတောင်းခိုင်းတာတုံးဆိုအမှန်မသိခြင်းဆိုတဲ့အဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာကမျက်လက်ပြထားသည့်အတွက်ကြောင့်တဏှာကလိုချင်တာတွေပေါ်လာ အဲ့ဒီလိုချင်မှုကြောင့်ဒီလိုဆန္ဒတွေထုတ်ဖော်လာဆန္ဒတွေထုတ်ဖော်ပြီးရဖို့ကြိုးစားမှုဆိုတဲ့ကံတရားတွေကိုလှုပ်လာတယ်လှုပ်လာတဲ့အတွက်ကြောင့်ကဲလူ့ဘဝရလာပါပြီသူထင်တဲ့အတိုင်ပစ္စည်းဥစ္စာ ပြည့်ပြည့်စုံစုံနဲ့တထေးအိမ်လူလာဖြစ်ပါပြီတဲ့နော်မချမ်းသာဘူးလားချမ်းသာတယ်ငယ်ငယ်လေးတွေကမိသားစုပြည့်ပြည့်စုံစုံနဲ့နေရတယ်ပျော်ပျော်ရွှင်ရွှင်အေး နောက်ဆုံးအချိန်ရောက်လာတဲ့အခါကျတော့ဒီပျော်ပွဲရွှင်ပွဲလေးတွေဟာအဆုံးသတ်သွားပြန်တာ။ဘာနဲ့ရင်ဆိုင်ရတော့ဆို။အိုချင်းတရားနဲ့လည်းရင်ဆိုင်ရပြန်တယ်။ကိုလိုချင်တဲ့ဘဝလေးမှာဘာနဲ့အဆုံးသတ်တော့ဆို။အိုချင်းနဲ့အဆုံးသတ်တယ်။နာချင်းနဲ့အဆုံးသတ်ရတယ်။သိချင်းနဲ့အဆုံးသတ်တယ်။